ိတ်ဆွေများလုံးပဲမင်္ဂလာပါခင်ဗျာ KGK YouTube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့မိတ်ဆွေတို့ကိုစာရေးသူကိုစောရေးသားထားတယ်လူသက်တင်မောသားတယောက်ကြုံတွေ့ရတဲ့ဒုက္ခတွေကိုပင်လေလေးကငရဲတွင်ဆိုရဲဇလံကောင်းစင်လေးနဲ့တင်ဆက်ပြီးတော့มาဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နားဆင်ခံစားကြည်ကြပါဦးခင်ဗျာပင်လေလေးကငရဲတွင်ကျွန်တော်ဘာကြောင့်တင်မောသားဖြစ်ဖို့စူးစမ်းလာခဲ့တယ်လဲပြန်တွေးကြည့်တော့ ရေရတဲ့ဖြေကိုမတွေးမိဘူးအနဝါဆူမိုးရဲ့ပျော်စရာတင်မောသားဘဝအကြောင်းလေးကိုဖတ်ပြီးတင်မောလိုက်လာလာလားတဲ့စီနီယာတင်မောသားတစ်ယောက်ကမေးတော့စိတ်ထဲကကြိတ်ပြီးတော့ရင်မိတယ်စာအုပ်ဝယ်ဖတ်ဖို့စာအုပ်ငါးဆန်ကငါဖတ်ဖို့ကျွန်တော်မှမတတ်နိုင်ဘူးအထူးသဖြင့်စာအုပ်တုပ်ကိုချိန်ပေးပြီးဖတ်ဖို့အတွက်လည်းဘဝကအချိန်မပေးခဲ့ဘူးအဖေဖြစ်သူလောကကြီးတွေကမထင်မှတ်ပဲနှုတ်ဆက်သွားခြင်းကကျွန်တော်ကတန်လျင်တာဝတက္ကသိုလ်က ဒုတိယနေ့ကျောင်းသားယောက်ျားပြည့်ရပစံကိုယူချက်ပြုတ်တာနဲ့နှလုံးသလုံးသာထိုးရတဲ့အမေဖြစ်သူကြောင့်အထက်တန်းတက်နေတဲ့ညီလေးနဲ့အလယ်တန်းတက်နေတဲ့ညီမလေးရှိရတဲ့တာဝန်နဲ့ဝိတရားဟာ ကျွန်တော်ပေါ်အကိုကြီးဖားရဆိုသလိုခြားရောက်လာခဲ့တယ်။ဖေယုတ်ရဲ့လောကတွေထွက်ခွာသွားခြင်းကျွန်တော်အတွက်ခြံထားခဲ့တာကတန်လင်းအောင်ချမ်းသာတွေကရှိုင်းနိုင်တိုင်းမိုးမလုံးနဲ့အိမ်။ဒီရမရောက်သေးတဲ့ ညီနဲ့ညီမပြီးတော့အမေရဲ့နှလုံးသွလုံးအကျွေးတချို့ဒုက္ခတွေဒုက္ခတွေနဲ့ပူဆွေးနေတဲ့လူငယ်တယောက်ကို အချိန်ခါနားမလဲမတိုင်တွေးလာတောင်းတဲ့လူတချို့ကြောင့်လူဘဝမှာငွေဆိုတာဘလောက်ရည်ကြည်မှန်ကျွန်တော်သိခဲ့ရတယ်ဒီလိုနဲ့ငွေရဖို့ရည်ပညာရည်နဲ့ပျော်ရွှင်မှုကိုစရီးပြီးငွေဆိုတဲ့ရာနောက်ကျွန်တော်လိုက်ခဲ့တယ်ကားစပယ်ရလိုက်တယ်ဆိုင်ကယ်ကယ်ရီဆွဲတယ်ငွေရမယ်သမျှလုံးကြည့်ပေမဲ့ မိသားစုလျောက်တို့အသက်မပေစားတော့နိုင်ုံမြတာမရှိတာထက်မသိတာပိုခက်တယ်ဆိုတဲ့စကားကိုကျွန်တော်မိဟာတသက်ပြနေတယ်လို့နှလုံးသွလုံးကိုအဆုံးဖြစ်နိုင်ငွေရှိမှမျိုးတော်ကျင်ကြတဲ့ဆွေမျိုးတွေကလည်းကျွန်တော်တို့အိမ်ဘက်ရောင်လို့တော်မှဖြစ်မလျှောက်ဒီလိုပုံစံနဲ့ရေရှည်ဆက်သွားလို့မရတော့ဘူးဆိုပြီးကျွန်တော်ရှိရေးအတွက်စဉ်းစားရတော့တယ်ဒီလိုနဲ့တင်ကျော်ကငွေကြေးဆင်ပြေတဲ့တင်မောသားကိုအားချပြီးတော့ ပင်မသာလုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တော့တယ်။ဒရာဝစ်ကဘတ်တင်မောလာရေချင်းစစ်ဆောင်မှုပဲဖြေရတဲ့ case ဆိုတော့တင်မောလာလုပ်ချင်သူမှသမျှတင်တန်းတွေတက်ဘတ်ပြေလို့အောင်ရင် DIA ကတတ်မှတ်တဲ့တင်တန်းတွေတက်ပြီးပြီးရင် CDC တင်မောလာနံပါတ်ရနိုင်ပါပြီ။အဲဒီရောမှမြန်မာပြည်မှာပင်လေတဲ့ခုံစင်းမှုစူးစမ်းနေတဲ့လူငယ်တွေဘလောက်တောင်များလဲဆိုတာကိုတွေ့ရတော့တယ်။အသည့်တင်မောလာတယောက်ကိုမေးခဲ့ဘူးတဲ့။အခုလိုတင်မောလာလုပ်ချင်လို့ ဘာတွေလိုအပ်လဲပေါ့သူပြန်ပြေးပြီကရှင်းရှင်းလေးပါဖြစ်ချင်းစူးစမ်းညီဝကြွေးပါလာရင်တော့ငါညီတင်မောသားဖြစ်လာမှာပါတဲ့တင်မောသားဖြစ်လို့ဆိုတာကလည်းလွယ်လဲလို့တော့မဟုတ်ပါဘူးဒေါ်ယုံလူတင်မောသားဖြစ်ဘူးဝကြွေးပါမှာတင်မောသားဖြစ်တာဆိုတဲ့စကားဘာကိုဆိုလိုမှန်းစသီလာပါပြီတက်လိုက်ရတဲ့သင်တန်းတောင်းလိုက်ရတဲ့ DNA ပြီးရင်ညနေကျောမှာရဲ့ဆေးမတွေရဲ့ခင်းဟောက်တံတွေလည်းခံရပါများတော့ကျင်သွားပါရတယ်ဒီလိုနဲ့ CDC passport လိုအပ်တဲ့လက်မှတ်တွေရလာတော့အလုပ်ကဘယ်စီနေမှမသိဘယ်ကနေအစားရှာရမှမသိဘယ်သူ့ကိုဖေးခေါ်ရမှမသိ DNA ကထုတ်တဲ့ SRPS list DNA အတိအမှတ်ပြထားတဲ့ကုမ္ပဏီများစီးရင်ကိုမေဂျူကူပြီးဒီနေ့တော့ဒီ area နာကကုမ္ပဏီ line တွေအကုန်လိုက်ရှောင်ပဲနောက်တနေ့ဆိုရင် နောက် area တစ်ခုပေါ့အဲ့ဒီစိန်ကဒီမော်တာလှုပ်ချင်လို့အလုပ်လာလျှောက်တဲ့မနူးမနဲ့လူတစ်လေးတွေကိုဖောင်လက်ခံပေးမဲ့ဖောင်မိုးတောင်းတဲ့ကုမ္ပဏီတွေကိုတော့ အပြည့်မမြင်မိပဲဒီကုမ္ပဏီမှာ လူသစ်လက်မခံပါဘူးရှင်ဆိုတဲ့စကားကြားရင်ဗျမ်းစိတ်တူတာအမှန်တော့ဖောင်မိုးဆိုပြီးလာသမျှတင်မောသားစီကပတ်စံတောင်းပြီးတင်ထားတဲ့ဖောင်တွေကိုအကျန်းစာပဲလုပ်ရင်လို့မဟုတ်ရင်ပိတ်တာစီနဲ့ပြန်ရောင်းတဲ့ကုမ္ပဏီတွေကပိုဆိုးပါတယ်ကျွန်တော်လည်းတင်မောသားဖြစ်ရမယ်ဆိုတဲ့ရေးစိတ်မှပြုလျက်မဟာစနကထုံနှလုံးမူပြီးမလျှော်တော်ဆွေးနဲ့ရင်းဝန်တစ်ခွင်ပြည့်ပြည့်စင်အောင်ကုမ္ပဏီတွေတစ်ခုပြီးတစ်ခု ခြေတူအောင်လိုက်ရှောက်ပါတယ်။တန်လင်းကနေရန်ကုန်ကိုလိုင်းရစီပြီးဘောအောင်ကျော်လန်းနဲ့ရွှေလင်းမန်းလက်ဖေးဆိုင်ကိုဗဟိုပြုလေးရဲ့တရက်တာရဲ့မရှင်ကိုအစားပြုပါတယ်။စဘိုးကိုလေးဖြစ်အောင်ပြောတဲ့ဇတ်သူသားစားတဲ့တင်မောသားအေဂျင်လူလိန်တွေတင်မုံပြောနဲ့ပင်လေတော်မြင်မှုတဲ့အေးစင်းမိခံလူလိန်ပွဲစားတွေကလည်းတင်မောသားလောကမှာ ခုထိ ရှင်သန်နေသေးတာမှန်တရားပါပဲ။အဲ့လူလိန်ကိုယုံမှတ်လို့ပုံဝဲမိရင်တော့ နောင်ဖြစ်လာမယ့်ပြဿနာကိုခံမရော့ပင်လူသေးရကြီးပိန်60နဲ့60ရာရှိရဲဆိုတဲ့စကားကြားမိတာနဲ့ကိုယ်ဖို့မတက်နိုင်တော့စိတ်တွေကရှိုင်နေစင်မိတယ်။တချို့တွေအဲ့လောက်များတဲ့ငွေတွေပေးပြီးတင်းမဖို့မရောက်ဘဝပြတ်သွားသူတွေလည်းမနေဘူး။အဲ့တော့တင်းမသားတယောက်ပြိတာနဲ့ဆရာပြေခေါ်ကျွန်တော်တို့လည်းတင်းမလိုက်ခြင်းလို့ပါဘယ်လိုက်မှသွားရှောင်းရမလဲ။ပြိထားမဲ့ဟာတွေကိုမေးရပါတော့တယ်။တချို့နေတွေဆိုရင်လက်ရေးဆိုင်ပါတဲ့ချိန်ပုံ လက်ခဲကိုတယောက်ကမှရင်ကျန်တဲ့သူကရနေကျန်တော့စွနေကြပေါ့ကံဆိုးတာလားကံကောင်းတာလားမသိတရက်တော့လူသစ်တွေကိုတင်ပေါ်တင်ပေးတယ်ဆိုတဲ့ကုမ္ပဏီတစ်ခုကဖုံးဝင်လာတယ်ကုမ္ပဏီမှာဗိုလန်တီယာ6လောက်လောက်လုပ်ပေးနိုင်မလားအဲ့လောက်ကြာချင်းမှလည်းကြာမယ်ကြားရဲခွင့်ရရင်တင်ပေါ်တင်ပေးမယ်အခုကျွန်တော်ကိုဆက်သွယ်ရတာကလည်းဗိုလန်တီယာလုပ်နေတဲ့တယောက်တင်ပေါ်တက်တော့မှာမို့သူ့စာရူခေါ်ရာဖြစ်ကြောင်းစိတ်ဝင်စားရင်ရုံးဝင်လာခဲ့ဖို့ဖုံးဆက်ပြောပါတယ် ဲတော့မှကုမ္ပဏီမှာ volunteer ဆိုတဲ့စကားငါလောက်အောင်တောက်တူမေရမိတူကူကြမ်းတိုက်ရုံးပန့်ရှင်ရေးကာယီစီလုပ်ပေးဖို့ရေးကိုစိတ်ကိုစားလိုအားပေးသွားရပါတယ်။ကုမ္ပဏီရုံးကလူမှန်သမျှဆရာဆရာကြီးခေါ်ပြီးလိုအပ်ရင်စီးရင်မှပါမကြမ်းကော်ဖီဖြော်ပြီးရတဲ့ကိုဖြစ်ကိုပြန်တော်မပေးခြင်းဘူး။လူတို့တွေတင်မောကောင်းကောင်းမောရောက်ဖို့ဆိုတာလူပြည်ကအဲ့ဒစင်နဲ့နေပြည်ကအဲ့ဒစင်ထိတာထက်ခတ်ပါတယ်။တချို့ငွေရှိ ။မျိုးရှိတွေကတော့လေအက်ဒရီကို GPS တက်ပြီးဖြူလိုက်တယ်လားမသိ။လွယ်လွယ်ကူကူတင်းမောပေါင်းဖို့ရောက်သွားကြတယ်။တင်းမောသားတယောက်ရေရှိအစဉ်ပြေဖို့ဆိုတာပရမအဆုံးတူတက်တဲ့တင်းမောပေါ်လေမူတည်တယ်။တင်းမောပေါ်ရောက်ရင်ပြီးရပဲဆိုပြီးကြေကြာပွဲစားကုမ္ပဏီတွေနဲ့ချိန်တုံရတင်းမောတက်သွားရင် နောက်တစ်ချိန်အတွက်အဆုံးပြေလူတွေတွေတွတ်ဆိုရင်ကြားပြည့်စားပြည့်တဲ့တရုတ်ခိုးဖို့တွေတရားမဝင်မောင်းခုပူးတဲ့တင်းမောတွေ လူများမတူအောင်နေထိုင်စားသုံးရတဲ့မလီတူဘုတ်ဆဲတင်မိုးတွေနဲ့ငါးဖန်တင်မိုးတွေကိုရှောက်သွားရင်မတွေ့ရစရာဂိုလက်ရှိတရုတ်ထောင်တွေတဲ့တရားမဝင်ခုံးပုတ်တွေလိုက်ပြီးလို့ထောင်ချနေတဲ့မြန်မာတင်မိုးသားများစွာရှိသလိုတခိုးထိုးတဲ့တင်မိုးဘုတ်ကိုပရမအောင်ခြေရှောင်ရှိသည့်မရက္ခဆာမှာအဖမ်းခံရပြီးထောင်ချနေတဲ့မြန်မာတင်မိုးသားနှစ်ယောက်ကြောင့်လဲကြာမိမှာပေါ့အဲဒီလိုတွေဖြစ်မှကြောက်လို့ကုမ္ပဏီတစ်ခုမှာ volunteer လုပ်ဖို့ရွေးချယ်ခဲ့ပေမဲ့ကျွန်တော်တက်က train တော့မလုပ်ဖြစ်လာပါဘူး။နေစဉ်ကုလမဲကိုစားပြီးတန်လင်ကနေရန်ကုန်ထိလာလူတိုင်းကို စိတ်ပပမပပကောင်းကြီးနှုတ်ဆက်တောက်တူမေယာမှန်သမျှလုပ်ပေးပြီးစူးစားပေမဲ့လူသက်တွက် franga စီပေါ်ရင်ကျွန်တော်မဟုတ်တဲ့အစားသူတယောက်ကို တင်ပေးတဲ့ company ကိုလည်းသီးခံနိုင်စွမ်းကုန်ဆုံးလာပါပြီ။ဘယ်နေကိုလဲရောက်မလဲမျှော်လင့်ရင် volunteer ခုနကကြာပါတော့ ကုမ္ပဏီကနေထွက်ခွာဖို့အခြေအနေဖြစ်လာခဲ့ပါတယ်။ကျွန်တော်ကိုကတ်တက်အလုပ်တင်တဲ့တပ်ဖို့တင်ဖို့နာမည်ပေးထားပြီးမှအဲ့ဒီနေရာကို volunteer နှစ်လသာလုပ်ရသေးပြီးရှိုက်ကြီးပို့ပေးနိုင်တဲ့အခြားတယောက်ကိုပြောင်းပြီးတင်ပေးလိုက်ခြင်းကကျွန်တော်ရဲ့ဒီခံနိုင်စွမ်းကိုကုံဆုံးစေခဲ့ပြီ။ဒီလိုနဲ့ကုမ္ပဏီကိုစွန့်ခွာအပြင်ပွဲစားနဲ့ပြန်ချိတ်ပြီးတင်မောပေါ်အမြန်ရောက်ရေးအတွက်စူးစမ်းရပြန်ပါတယ်။ဒီလိုနဲ့ပွဲစားတယောက်က Repair ငါဖန်သဘောမှာငါများကိုအေးကန်တဲ့ထဲသင်ဆောင်တဲ့ပင်မောအဲ့ပင်မောကိုတပ်ဖို့ OS ရိုးရိုးတင်မောသားလူတစ်တယောက်လူကြောင်းလာစာဒေါ်လာ350ပြင်းငါပြစ်ကြီးအပိုကြီးရနိုင်ကြောင်းအထွက်တုံးကိုလည်းတင်မောလိမ်ပြီးဝမ်းလောင်းမှုတင်မောနဲ့အထွက်လုပ်ပြီးမယ်ရိုက်ကြီးလည်းအပီစီစေသိန်းအတူတွဲရမှာလေမြမနှစ်ယောက်စားတဲ့စကားတွေကိုယုံစားမိပြီး refer တက်ဖို့ရွေးချယ်လိုက်တယ်အဲဒီလိုပွဲစားစကား ရုံစားမိလွယ်ကူရေးချယ်လိုက်ခြင်းကပင်ကျွန်တော်ကိုငရေရင်းကိုတတ်ဆင်းစေခဲ့ပါတယ်။မြမပြေကဆောက်ထွက်တော့ပွဲစားတော့သလိုနှစ်ယောက်ပါပဲ။အထွတ်တင်မော့ကိုလည်း boss man အထွတ်လို့ CDC ဆောက်တုကိုဘိုကလေးစင်နာကကျွမ်းကျင်သူတွေစီကိုအပ်တဲ့အထွတ်တင်မော့နဲ့တကယ်တရားမဲ့တင်မော့မှုတွေတဲ့အတွက် CDC ဆောက်တုကိုဆောင်သွားရခြင်းဖြစ်တယ်။ကျွမ်းကျင်သူတွေကျွမ်းချက်ကတော့ CDC 2ဆိုတာကြီးက DNA ကထုတ်တဲ့တကယ်အစ်စ်လိုပါပဲ။ မတိရင်တနေရာတွေကထုတ်တဲ့အတိုင်းခွဲမရဘူးဒီလိုနဲ့မြန်မာနှစ်ယောက်သားတင်မော့တက်ဖို့မြန်မာပြည်ကနေဟောင်ကောင်ကိုထွက်လာခဲ့တယ်။နှစ်ယောက်သားစကားပြောမိမှသူကလည်းကျွန်တော်လိုလူသစ်ယာရုကလည်း OFS ဆိုတော့ကျွန်တော်စိတ်ရတခုခုတော့မားနိုင်ပြီဆိုပြီးစိတ်ရထင်သွားတယ်။ပုံမှန်ဆိုရင်တင်မော့သားအများစုက OFS ယာရုနဲ့နှစ်ယောက်မထားတတ်ဘူးဒီလိုနဲ့လူသစ်နှစ်ယောက်ဦးကြောင်ကြောင်နဲ့ဟောင်ကောင်လေစိတ်ကိုရောက်လေစိတ်မှာအင်္ဂလိပ်လိုမတော်တဖောက်ရတဲ့ တရုတ်အီဂျင်ကလာကြိုးတယ်။ကားစီပြီးတော့ဘုတ်ဆိတ်သွားပြီးတော့မှဘုံနဲ့တင်းမောရှိရာကြောက်ကွင်းကိုခြေတဲရတယ်။ကြောက်ကွင်းမှာတင်းမောကိုမြင်ဒါငါတို့တွေ့ရမယ်တင်းမောပင်ဆိုပြီးအထုပ်ပြေးတင်ပြီးလူပေါ်ရောက်မှစိတ်ထဲကလုံးကြီးကြတော့တယ်။နောက်ဆုံးတော့တင်းမောပေါ်ရောက်လာပြီးဆိုပြီးကြိုးစားလို့ဖို့စိတ်ဟားတင်းလိုက်တယ်။ပင်ကောက်ကဘွဲစားပြောသလိုတရုတ်ရီဖာတင်းမောပါပဲ။ခရုတွေကတော့အကုန်တရုတ်တွေကြီးပဲအခန်းနေရာပြီးတော့အခန်းတစ်ခန်းနဲ့ လေးယောက်တက်လာတဲ့မြန်မာနှစ်ယောက်နဲ့ BNN နှစ်ယောက်နှစ်ထပ်ခရီးနေနဲ့လေးယောက်တခန်းနေရတယ်မတော်တခေါင်အင်္ဂလိပ်စကားလေးနဲ့ဟိုဒီမေကြီးမှာခန်းတဲ့က BNN နှစ်ယောက်ကလည်းလူသစ်တွေသူတို့ပြောတာတော့မဖန်သင်မို့ကိုသွားမှာတဲ့သင်မို့ကလည်းစားထွက်ပါပြီတယောက်တယောက်ကသတိရတတိယရာရှိလာမသိအခန်းထဲကမထွက်ဖို့ထမင်းစားချိန်ကိုလာခေါ်မှထွက်ဖို့လာမှာသွားတယ်ထမင်းစားချိန်ရောက်မှကျွန်တော်တို့လိုမျိုးပဲဒုက္ခလာလာတွေ့ပြီးကြောင်းနားလေတော့တယ် ကျွန်တော်တို့ဒီလက်ရှိသင်္ဘောမှာ သင်္ဘောသာမဟုတ်ပက်ဆင်ဂျာခီးတယ်ဖြစ်တယ်။ဒီဟိုငါဖန်သင်္ဘောကိုတွားရမယ်ကျွန်တော်တို့ဖွဲ့ကိုပက်ဆင်ဂျာဖြစ်နေခေါ်လာခြင်းဖြစ်တယ်။သင်္ဘောကလည်းထွက်လို့ဟောင်ကောင်ကျွန်းနဲ့အလန့်ဝေးလာပြီ။အခုသင်္ဘောဟာကိုလုံးလုံးရမယ်သင်္ဘောမဟုတ်မြန်မာနှစ်ယောက်သာမတော်တခေါ်အင်္ဂလိပ်စကားနဲ့တရုတ်ကပ္ပရင်ကိုပြောတော့တရုတ်အေဂျင့်ကိုဖုန်းခေါ်ပေးတယ်ဒါပေမဲ့အဆင်မပြေပါ။သင်္ဘောကိုလည်းပြန်လဲလို့မရဘူးလို့တရုတ်ကပ္ပရင်ကပြောတယ်။သူတာဝန်က ပစင်ရလျောက်ကိုတေယုံငါပန်သင်္ဘောကိုရောက်တဲ့အထိခေါဆောင်တော့ဖြစ်ကြောင်းရှင်းပြတယ်။ကျွန်တော်တို့ကရွေးချယ်စရာမရှိလေတော့ဘူး။ရေရဲခုန်စင်းပြီးကမ်ဘက်ကိုကူးရအောင်ကလည်းတေယုံပဲရှိမယ်။ဒီလိုနဲ့နောက်ပြန်လှည့်လို့မရတဲ့သင်္ဘောပေါ်မှာကျွန်တော်တွေတော့ကကိုစီစားမဝင်အိမ်မပြောဘူး။ဘီအန်အန်နှစ်ယောက်ကတော့အပိစကားပြောပါတယ်စိတ်ကြမကြဘူး။ဒီလိုနဲ့၁၉ရက်လောက်အိမ်လိုက်စားလိုက်သင်္ဘောဆိုတာဒီလိုလားဆိုပြီးတရုတ်တွေလှုပ်လှုပ်ရွာကိုကြည့်လိုက်နေ ဟေဒီယာဝရှင်းနယ်ကိုရောက်ရှိလာပါတော့တယ်။ဟေဒီယာဝရှင်းနယ်ပြောင်းမြင်လမ်းမြင်နေရာတစ်ခုမှာငါတင်မော်ဒစီနဲ့ဘေးကျင်းကပ်ပါတယ်။အဲဒီတော့မှကိုရီလေးယောက်မှန်တကယ်လွတ်လွတ်ရမယ်။ငါဖန်တင်မော်ကိုမြင်ရပါတော့တယ်။ဒီချိန်ရောက်မှတော့ပေါက်တဲ့နဖူးမထူးတော့ဘူးဆိုပြီးလေးယောက်သားငါဖန်တင်မော်ဘော်ကိုငါတဲ့တဲ့ပိုက်ကွန်နဲ့ဖဲလက်ထဲအပေါ်ကစီးပြီးတော့ရောက်ရှိသွားပါတော့တယ်။ငါတင်မော်ကငါတွေရဖာတင်မော်ဘော်ကိုတင်နေကြပြီ။ ဘာသိမ်းဘောပေါ်ရောက်တော့မှအခြေအနေကတော်တော်ဆိုးမှန်းတိလိုက်ရပြီမယ်ပြန်လှည့်လို့မရတော့ဘူးသင်းမောတွေကဟောလိုခံနေတဲ့တစ်ထက်ကလေးတွေအများကြီးတခန်းကိုခြားလောက်နေရတယ်အနန္တတွေကမကောင်းပစ္စည်းတွေကရှုပ်ပေါ်နေနေစင်းစရာဇက်ကလေးမှမရှိဘူးနေရမယ့်ကလေးနေရာရောက်လို့မကြပါဘူးတရုတ်ကုန်းဘက်လူကမှခေါင်းဆောင်ကလာခေါ်ပါပြီဘာဝတ်ဆုံးဘာဖဏတ်မောင်ပြီဘူးဒါတော့တခြားသူတွေပုံစံကိုယ်တွေလည်း အာဃာထုံးပေါင်းဝစ်ပြီးနောက်ကလိုက်သွားရတယ်။ငါတူလောင်ငန်းလေးကငါတွေကိုတကောင်ချင်းတဲကူရပါတယ်။အေးကန်းလေးကငါတွေကိုဆွဲထုတ်ပြီးရင်နှစ်ထဲကိုထက်အဲ့နှစ်ကိုဟိုးပေါက်ကနေငါတင်ပေါ်ဂရင်းသုံးပြီးတော့ဂုံးဘက်ပေါ်ပြန်တင်ဂုံးဘက်ပေါ်ရောက်မှရဖာကန်းနဲ့ပြန်ဆိတ်ပြီးရဖာတင်ပေါ်ကကာကိုဟိုးထဲကိုဆင်းဆင်းတဲယူရတယ်။ငါတွေမောင်းမှာများလိုက်တဲ့လူတွေတရုတ်ဖိလစ်ပိုင်အင်ဒိုနီးရှားဗီယက်နမ်ဆုံးပါတယ်။ ငါသွင်းမောမှာအားလုံးပေါင်းရင်အယောက်34ယောက်ရှိမယ်။ငါရင်းဆိုတာကလည်းတော်တော်လေးကြီးတယ်။လောင်လိုင်းမများတို့ချိတ်တုံးပြီးပင်လေရောက်ငါကြီးများကိုဖမ်းတဲ့ငါဖမ်းသင်္ဘောမျိုးစားလို့ခေါ်တဲ့ငါဖမ်းသင်္ဘောမျိုးစားဖြစ်တော်မူငါးကောင်ကို90ကီလိုလောက်ရှိတယ်။ကိုရီထက်ကြီးတယ်၊တူနာငါးရည်ကြီး။ဆဆချင်းနေမှာတဲ့ငါဆွဲငါးတရာနဲ့စိတ်တက်ကအဝေးစီးထီကိုထိုးကြသွားခဲ့ပြီ။ ဘာဘာသမောဟာတကယ်လောကငရဲပါပဲဟိကောင်းခြင်းမရစားကောင်းခြင်းမစားရတရက်ကို16နာရီနီးပါးဆဲတံဆိုတံကြောင့်မှအလုံးမလို့ခြင်းနဲ့လုံးရပါတယ်စားရတော့လေတရုတ်မန်ထိုးစံပြုတ်ပေါက်စီနဲ့ဝက်စားလို့ထမင်းလူရည်အများကြီးမှုစူညံတန်တွေကမပြတ်သလိုဇဘိုးကိုက်တဲ့တံကိုပါအန်တူလီရဲ့အိမ်ပြောလေစူးစားရရတယ်ငါးပါးထွက်တဲ့ချိန်မှာတော့အလုံးပင်မဲရတယ်ငမဲလုံးရဲ့စကစ်တွေကိုငါးစာလုံး ငမားကြိတ်မှာစီပြပြီးမီတာ200လောက်ရှိတဲ့ငမားကျူးတွေနဲ့ပင်လယ်ထဲကိုလိုက်ချရခြင်းဖြစ်တယ်။မင်းကျိုးကိုရေထဲဗိုင်းရဲချပြီးအဲမင်းကျိုးမှာငါးစားတက်ထားတဲ့ငမားကျူးများကို distance တစ်ခုကြားတက်ပြီး ရေထဲချသွားခြင်းဖြစ်တယ်။တင်းမော့ကရေတော့ဆက်ဆက်မောင်းသွားပြီးတော်ရမရှောင်းမင်းကျိုးကိုဗိုင်းနဲ့ချီပြီးငမားကျိုးပေါင်း300လောက်ကိုချသွားခဲ့တယ်။အချင်းတစ်ခုပြီးတပတ်ပြည့်တာနဲ့မင်းကျိုးကိုပြန်ဆဲ စိုက်ဒရာမာပတ်ပြီးမမများကျိုးများကိုပြန်ဆွဲတင်ရခြင်းဖြစ်တယ်။ကျွန်တော်တို့ကမမများကျိုးမှာငားစာချပြခြင်းနဲ့မမများကျိုးကိုပြန်ဆဲရခြင်းဖြစ်တယ်။မမများကျိုးချခြင်းတညလုံးလှုပ်လှုပ်ပြီးမနေ့6နာရီတိုးမှနားရတယ်။နေ့ကင်း7နာရီတွင်စားပြီးတာနဲ့အလုပ်ပြန်စား။ဘလုံးစားတဲ့နေ့များတွင်ပထမဆုံးဒုက္ခရရသည်ကတောက်ရည်ကိစ္စပင်ဖြစ်တယ်။တရုတ်ချက်ကြီးဖြစ်သူကရေကိုကြိုချက်ပြီးဒေဦးနဲ့အလုံးမဝင်ခြင်း လာစားပြီးသားတယ်။တင်မော်လာအများစုမှာ အလုပ်ခွင့်ရတော့ဖို့တောက်ရည်ဘူးကုန်းနဲ့ခြေကိုထည့်သွားကြပြီမယ်။လူတစ်ဖြစ်တဲ့ကျွန်တော်တို့မြောက်ဟာထည့်ဖို့ဘူးမရှိဘူး။အဲဒီတော့ဂုံးဘက်ပေါ်မှာနေဖို့တော့တောက်စရာရင်ရှိပဲ။သတိမျိုးချပြီးရင်ငယ်တဲ့တံကိုလူလဲခန်းစားရတယ်။အလုပ်ချိန်ရေစာလို့ဆိုပြီးအထဲဝင်ဝင်မရှိသလိုတောက်ရည်ကလွန်ရှားတယ်။မင်းတို့ပြန်ရင်ချိန်ငမားကျိုးလေးကိုကိုရီကိုပြေးပြီးလက်နဲ့ဆွဲရရတယ်။ကြေပြီး ငါပါလာခဲ့ရင်ငါဆွဲတဲ့သူတွေကိုပေးရတယ်။တရက်ကိုမများချိုးတော့လောက်ချပြီးပြင်းရင်လင်ငါမိတာက90လောက်သာရှိမယ်။အကောင်90လောက်ဆွတ်တင်လင်အများဆုံးမိသည်ကငမန်းများဖြစ်သည်။ခမန်းတူနာငါက15កောင်ငန်းနဲ့ငမန်းက30နဲ့ကျန်တာကအခြားငါများဖြစ်တယ်။ငလေးကြောင်ပင်လယ်လေးတစ်ခါတလေဝေးလာငါများပါမိလာတဲ့တယ်။ငါဆွဲတဲ့ယာရုကိုတွေးကြုံရင်းတဲ့သူများတာဝန်ပေးထားတယ်။ မားရကောင်မီလျင်ရှော့လိုက်တင်းလိုက်လို့ပြီးငားမော်ပြီးပါလာလျင် အနီရောက်မှဈေးတွေနဲ့ချိန်ပြီးငားဆက်တင်တဲ့ပုံမှာငားကိုဆွဲတင်ရတယ်။တချို့ကြီးမားတဲ့ငလေးကြောက်တို့ဝေးလာငါတို့ဆိုရင်အပေါ်အထိမဆွဲတင်တော့ပဲကျိုးကိုဖျက်ချလိုက်တယ်။ဖြိုပြလိုက်တယ်ဆိုပေမဲ့မများချိန်နဲ့ကျိုးတန်းလန်ပါသွားတဲ့အတွက်ရှီချောက်ဘလို့ဆက်လက်သက်ရှင်မယ်မသိသနာစရာသတော်လေးတွေဆိုပြီးတော့မတွေးပြနိုင်ကိုကိုတိုင်ဟာသနာစရာသတော်ဖြစ်နေတော့ ရှင်းတဲ့အောင်စူးစမ်းရမယ်။ငလေးကြောက်တောင်ကြောင်ဘဒူလာတဲ့အောင်ကြီးတယောက်လက်မှာစူးရရောဒဏ်ရာရခဲ့ဘူးတဲ့။ငညာကျိုးဆွဲနေပြီမင်းကျိုးကရုံးကောင်ရှိတော့ငါမမိဘူးထင်ပြီးငညာကျိုးကိုဖြည်းဖြည်းချင်းညာလက်ကဆွဲပြီးဘယ်လက်မှာခွေတယ်။ဆွဲရင်ဆွဲရင်ကျိုးဆုံးကနေတင်မောနာရောက်ဘွားနဲ့ပေါ်လာတာမြင်မှအောင်ကြီးတယောက်ဒုက္ခနဲ့လှလှတွေးတော်တယ်။ငညာကျိုးမှပါလာသည်ကငလေးကြောင် ကြီးလာမှာတော်တော်ကြီးတယ်။အနေရောင်းမှာငမားကျုပ်ကိုစောက်ဆွဲလို့ဖြစ်တော့ငလေးကြောက်လေနားရတဲ့အိုခန်းစားမိပြီးဒေမောနာရောက်ရေပေါ်ရောက်ခါနေမှာအလန့်တကြားရေထဲကိုငုပ်ပြေးဆင်းနေ။အဲဒီချိန်အောင်ကြီးညာလက်ကရေလက်စကျိုးကိုလွှတ်ချလိုက်ပြီမဲ့ဘယ်ဘက်ကကျိုးဝဲကိုရောင်ပြီးတော့မလွတ်မိဘူး။ငလေးကြောက်ပြေးဆင်းတာကလည်းမြန်မာလားမင်းနဲ့အောင်ကြီးဘယ်ဘက်လက်ကကျိုးမလွတ်မိတော့လက်မှာနေပြီးလူပါပါသွားတယ်။ငလေးကြောက်ကကျိုးကိုဆွဲပြီးတော့အောင်ကြီး ။ဇလွက်လက်ကျိုးနဲ့ညှိပြီးရင်းမိတာပေါ့။အများကျိုးတွေကပေးပြင်မဲ့အလွန်ခိုင်းနေ။အောင်ကြီးအော်ရောမှဘေးက VNN တယောက်ကပြေးလာပြီးကျိုးကိုဓာတ်နဲ့ဖျက်ချတယ်။သို့သောဒရင်ခါလေးတွင်မှ အောင်ကြီးဘဘက်လက်ချောင်းမှာတွေးတွေဖျားနေထွက်ပြီးဒီရေကုန်များလန်ကုန်နေ။ငါးဖန်တင်ပေါ်မှာဈေးဆိုတာကလည်းအရက်ပြန်နေအချားနှင်းငယ်ရှိတာမို့အောင်ကြီးတယောက်ဒံရပြောက်ဖို့အချိန်တော်တော်လေးယူကြတယ်။ဘာများကျိုးပြန်ဆွဲချိန်များတွင် အလုပ်များသောအချိန်များဖြစ်တဲ့ထိုင်ဝင်းမရှိနေဝင်းမရှိပဲအလုပ်ကိုစတိုင်လုံးနေရတယ်။အများစုများကို crew တွေတန်းစီပြီးရေးရတယ်။တရားရောကကျွေးရတာမကျွမ်းလို့နှိမ့်လျင်တခြားသူရတဲ့အများစုများကိုတွားညိတတ်တယ်။ကျိုးတွင်ညီလျင်ရှင်းရခက်တဲ့အလုပ်ကို နေရန်မိုးရန်ဖလိုင်းနံတွေရောနာဝင်းမရှိပဲစတိုင်လုံးရတယ်။စေတံဆိုးစမ်းနေမကတခါတလေလက်ပါတဲ့အုပ်စုဖွဲ့လူမိုက်တွေရဲ့ခိုင်းနာကိုမလုပ်ချင်လေဒီနေ့ ငါသေးလို့ဖြစ်သေးဘူးလို့ပြီးလုံရတာပါပဲဒူနာငါတွေမိလို့သင်္ဘောပေါ်ဆွတ်တင်ပြီးတာနဲ့ငါ့ကိုခွာပြီးခေါင်းကိုပိုက်နဲ့အပေါက်ဖောက်ပြီးရင်အပေါက်ထဲသွေးထားတဲ့တန်ချောင်းနဲ့ထိုးလိုက်တော့ငါတို့ခင်ဗျာမချိမဆန်းနဲ့တေသွားရရှာတယ်ပြီးရင်ဒါနဲ့ဘောက်ကိုလီဘိုက်ကိုခွဲ ကလီစာထုတ်ပြီးရင်သွေးရည်စင်တဲ့ဒီဘဟမရေထိုးပြီးမှကာကိုဟိုးထဲကိုချပြရတယ်မိုင်းလက်60စင်နီဂရီတော့ရှိတဲ့အေဂန်ဟိုးထဲမှာ ငါးစီရဲ့ဇင်းနဲ့တကယ်ကိုတည်ခြင်းစုံနဲ့လဲချိန်ကြပင်တရတရတူနာငါးတွေချက်ပုံမိတာကငမန်းတွေအကောင်ရင်မနေဘူးတချို့ငမန်းတွေကအကောင်လုံးကြီးတယ်ခွေးပြမတော့ချီးကြောင်နေလို့မရဆိုသလိုငါသင်မလိုက်မှာတော့ငမန်းလည်းကြောက်လို့မရပါငမန်းတွေကိုဥပရေရာဖန်စီတပြက်ခွင်ပိတ်ထားတာအလုံးသိပါဥပရေတွေကိုစာရွက်တွေမှာရေးရုံနဲ့ပြဿနာကပြီးသွားတာမဟုတ်မှန် UN နဲ့မြန်မာအာဏာသိမ်းမှုကို ကြည့်ရင်သိပါတယ်တရတော့ ငမန်းတစ်ကောင်မိတယ်ရေရိုးငမန်းမဟုတ်ကိုဝင်ဆောင်ငမန်းသားပေါင်းများလွေထားတဲ့ငမန်းထိုငမန်းကိုလည်းလွတ်မပြီးအသေးသက်ဘိုက်ကိုခွဲခြင်းငမန်းသားပေါင်းများစွာဘိုက်ထဲကနေထွက်လာတယ်လမောင်းလောက်ရွယ်လောက်ရှိတဲ့ငမန်းသားပေါင်းများကိုဒါနဲ့အပိုင်ပိုင်ခုန်နေတဲ့ဖိလစ်ပိုင်ကိုတားကျင်ပြီးပင်ပါဇက်ကမထွက်ဒီလိုရက်ဆက်လာတဲ့မြင်ဝင်းကိုမကြည့်နိုင်တော့မျက်နှာကိုလွှဲထားရတယ်ငမန်းတွေကရေပူးမြန်ပြီးဘာကောင်လိုက်ကောင်းတော့ဘာလို့လဲဆိုတော့အစောကမသိအဖြေက အမီးကအပေါ်လေးကိုအားတန်နေငမန်းမီးနဲ့ရိုက်ခံမိရင်မလွဲငမန်းတစ်ကောင်သင်းမောကိုရောက်ပြီးဆိုတော့နဲ့အမီးပိုင်းကိုယင်ဓာတ်နဲ့ခုတ်ဖြတ်ရတယ်ပြီးတော့မှအသေးသက်တောင်မနေဖြုတ်ယူပြီးရေထဲကိုဖြွန်ပြစ်တယ်ရဖာတွေ့နေဘာသင်းမောတွေဆိုလဲငမန်းကိုတင်မခံပါစစ်စေးရီတွေပါက အပြစ်ပေးခံရနိုင်လို့ကြောင့်ပါဒါကြောင့်မို့အမီးနဲ့တောင်မန်လာယူပြီးငမန်းတွေကိုတတ်ပြီးတော့ပင်လေထဲကို ပြန်ဝဲလိုက်ပြီးပေါ့ငမန်းအမီးတွေနဲ့ ောင်မန်တွေကိုဂျိန်နဲ့ချိနေပူလန်၆ခံပြီးမှတင်းရတယ်။ငါးဖန်သင်းမောမှာငါးဖန်ကြီးတချို့သင်းမောတွေမှာ ပေးတတ်ပြီမဲ့ဒီမှာတော့ခေါင်းပုံဖြတ်ဖြန်ခိုင်းရပြီမပေးပါဘူး။အဲ့တော့ငငန်းမိတောင်မန်တွေကိုအ၆ခံဆူထားပြီးကံကတ်ချင်းရောက်ခူးဒီခွဲတန်းဝေပေးတယ်။ပြောတာပါပဲအမှန်တော့ငါးဖန်သင်းမောတွေကံကတ်ဖို့ဆိုတာဘယ်တော့မှမတည်ရ ရေးခွမ်းနဲ့ရေကိုရဖာသင်းမိုးတွေမှာယူတယ်သင်းမိုးတွေမှာမတောက်တဲ့ဘယ်မှတင်ရမှမသိတဲ့ fresh water ကိုယူပြီးကျွန်တော်တို့ငါးဖန်းသင်းမိုးက crew တွေကတောက်ဖို့တီးတန်းတုံးရတယ်ရေချိုးကိုအတွက်ဆိုရင်ပင်လေရေငန်ကိုသာတုံးရပြီးဆက်ပြတိုက်လျင်အမြုံထွက်လို့ခေါင်းလျှော်ရေသုံးမိုး hair and shoulder ဆိုတာကိုအားထားရတယ်မြင်တာပြည့်သွားတိုက်ဖို့လားပင်လေရေနဲ့နှစ်ပါးသွားရတယ် hello တင်းရင်ဆိုရင် gs ပတ်မောင်းပြီး ရေသပ်ပိုက်တွေကထွက်လာတဲ့စီဝါတော့ဝင်ရီချိုးရတာပဲအများစုကရေပိုက်တွေရောဂွေဒန်လန်နဲ့တရက်ကိုစစ်နိုင်လို့လုပ်ရပြီးနားချိန်6နာရီဆိုတော့လေရေချိုးတာနဲ့အခြားအကြောင်းတွေကြောင့်တကယ်အရတဲ့ချိန်က၄နာရီလောက်တာရှိပဲအလုံးများ900ရက်ချိန်တွေဆိုရင်ဒီတိုင်းတွေမှာတိုက်တဲ့လက်ဖက်ရည်အေးပြီးမှစီးခတ်တိုက်တဲ့တယ်လူချင်းဝင်နဲ့ကိုချင်းစာတရားစာနာမှုဆိုတာတွေကိုဘာဖန်တင်မှုပေါ်မှာမရှိဘူး အတူလာတဲ့မြန်မာနှစ်ယောက်စီလုံးနဲ့တရုတ်ဟူတရားအပိဖေးမှရင် PBD ရဲ့ကြော်ဖြစ်ရတယ်။တင်းမောင်းဟာကံလုံးဝမကတော့အင်တာနက်အဆက်သွယ်လေးမရ PBD ရဲ့အများကျိုးငါးစာတက်ပြီးချလိုက်ပြန်ရစ်လိုက်အသက်တွေကိုတက်လိုက်နဲ့ဆဲဆရာဆိုတန်းကြမှာအလုပ်ကိုလုပ်ရတယ်တခါတလေတခါတလေငါးချုံရစ်ချိန်ဝီလာငါးတွေနာမုတ်တော်မြင်ပျော်တယ်ဝီလာငါးတွေမြင်တဲ့နေ့တေးကြတယ်အိနေငါမမီဒူနာနဲ့ငမက်မြဟာဝီလာငါးကိုကြောက်တယ် ငါမမီတော့လုတ်သက်တာတဲ့ပြင်းများအပြင်ငါးဖန်းချိန်တောင်းလောက်ကြာမှသတ်မှတ်ထားတဲ့ပမာဏဖမ်းမိပြီးငါးတွေကိုရဘာသင်းမိုးနဲ့ဘေးချင်းကပ်ပြီး transition transition မှာကုန်လဲပြောင်းခြင်းကိုလုပ်တယ်သင်းမိုးမောင်းနဲ့စီကိုလည်းစီတင်သင်းမိုးလို့ခေါ်တဲ့တန်ကာလေးစီရတဲ့ဆင်းပင်လေထဲမှာပဲပိုက်ရှင်းဆက်ပြီးတော့ယူလာဖြစ်တယ်တခါတော့တန်ကာသင်းမိုးတွေမှာပိုက်လာပြီးတယ် တင်မောသားတွေဟာမြမလူမျိုးများဖြစ်တယ်။သူတို့ကိုကျွန်တော်တို့လက်ရှိကြုံတွေ့နေရတဲ့ခက်ခဲတွေကြောင့်ပြောပြအခုညီတောင်းကြည့်ကျင်တော်လဲကျွန်တော်တို့ထွက်လာကလေးကအထွက်လောက်တာက SRB ရဲ့တခုဘွဲစားကတသက်တင်မောကလည်းလေမီထွက်လာတာမျိုးတိတ်မထူပြီ။နေနဲ့အဆက်အသွယ်မရတာကြာပြီမို့ဖုန်းနံပါတ်ပေးပြီးအင်အားလူတွေစိတ်မပူအောင်အဆင်ပြေကြအောင်လိန်ညာပြောခိုင်းရတယ်။တင်မောဟာဆယ်လကျော်ကြာလိုက်သည့်ခန်းလုံးဝမကကိုရီလဲ ဆမ်လုံနိုင်တော့ကြောင်းဖြစ်တဲ့အနေနဲ့အိမ်ပြန်ပို့ပေးဖို့တောင်းဆိုပေမဲ့ဘာမှထူမလားမပြန်ရရင်အလုံးမလုပ်ဘူးဆိုပြီးနေလို့လည်းမရဟိုစုဖွဲ့ရေထဲကန်စားခံရရင်တော့ဘသူမှမကယ်နိုင်တင်မောသားမျိုးစုကငါသက်တဲ့ညောင်တွေခါကြထိုးရကြတာမျိုးအပြောဆိုနေထိုင်ကလည်းစင်ကျင်ရတယ်ဗီယက်နမ်နဲ့အင်ဒိုတင်မောသားတွေအုပ်စုလိုက်ရှင်ဖြစ်တာကြုံမှုတယ်အင်ဒိုတင်မောသားတယောက်ကတင်မောလာနာလာတဲ့ပင်လယ်စင်ရောတကောင်းရဲ့နှုတ်သီးကိုဒါနဲ့ ခုတ်ချလိုက်တယ်။ဇင်းရောခမောသေးတံလေးရင်းနဲ့တင်းမောပေါ်ဖြက်ဖြက်လူးနေတဲ့မြင်ကွင်းကကြည့်ရဆရာမရှိ။ဒါကိုမြင်တော့ဖိလစ်ပိုင်တင်းမောသားတယောက်ကအဲဇင်းရောကိုမင်းတက်မလားမဟုတ်ရင်မင်းဟိုငါတက်ရအောင်လားဆိုပြီးပြောရမှာအုတ်ဆူလိုက်ရန်ဖြစ်ကြတော့တယ်။တုံးရောင်လောက်တခြားငါးပန်းတင်းမောကို အကူကြီးတောင်းဟယ်လီကော်ပတာနဲ့စေကံပို့လိုက်ရတယ်။လောင်းလိုက်ငါးပန်းတင်းမောတွေမှာပဇင်းမပါပြီမဲ့ပိုက်ဆွဲတင်းမောတွေမှာငါကြည့်ငါမောင်းနဲ့ ဟယ်လီကော်ပတာပါလာတတ်တယ်။အစားသောက်ကလည်းတော်တော်ဆင်းရဲတယ်။တင်မောကြီးတို့လိုချက်ထားတာမစားခြင်းလို့ကိုယ်တိုင်ချက်စားလို့လည်းမရချက်ဖို့ခြင်းလည်းမပေးနိုင်နဲ့။ကြိုက်ကြိုက်မကြိုက်ကြိုက်မသိဖို့ရည်မျိုးပေးရတယ်။ချက်ကြီးချက်တာမစားနိုင်တော့အားစာလုပ်တဲ့စကွစ်တူကိုခိုးရပြီးအချောင်လန်းပိုက်စာရင်ရင်းနှီးနဲ့မြည်ရတယ်။ဒုက္ခငရဲ့တွင်တဲ့တရားပိတိရဲ့ဖြစ်လို့နေထိုင်ရင်ဆန္ဒလာရဲရောက်ရှိလာခဲ့လေပြီ။တရတော့ တရုတ်လူသမားကောင်းဆောင်နဲ့ဖိလစ်ပိုင်တွေပြဿနာဖြစ်တယ်။ဖိလစ်ပိုင်တွေရန်ကျင်လိုက်တာတရုတ်ဘောဆန်ကောင်းွဲပြီးမိလဲသွားတယ်ဒီလိုနဲ့တရုတ်တွေနဲ့ဖိလစ်ပိုင်တွေကဓာတ်ပုံမြင်နဲ့မန်ဖီနေကြပြီးဖာစတယောက်ကအလုံးဆမ်လုံးနိုင်တော့ပြန်မဲဆိုပြီးတစုတစည်းတဲ့ဆန္ဒပြကြတယ်။ဘလို့မှနှိမ့်မြတဲ့ဆုံးဖိလစ်ပိုင်တင်မောသားတွေကိုအိန္ဒိယပို့ဖို့တင်မောကိုဖိလစ်ပိုင်မျိုးကို မောင်းရတော့တယ်။အဲဒီတော့မှ ကိုရှင်မြန်မာမြောက်ကလည်းဖိလစ်ပိုင်နေနဲ့အပီပေါင်းပြီးအိမ်ပြန်မှုရည်စူးစမ်းရတယ်။ဒီရင်တစ်ခေါက်အိမ်ပြန်ခြင်းနဲ့ပြောလုံးကကန့်ကွက်ရင် ပြန်ပို့ပေးမယ်ပြောထားတဲ့စကားခံရှိသလိုကန့်ကွက်ရင်73လနီးပါးဖြစ်နေပြီမို့စားကြုပ်လည်းပြည်နေပြီ။ကြံကောင်းထားမှဆိုကိုရီလည်းခရူချိန်စင်းနေပေါအောင်ခွင့်ရာသွားခဲ့လို့တယ်ဒီလိုနဲ့ကန့်ကွက်တော့တင်းမောပေါ်73လကြာပြီးနောက်အိမ်ပြန်ခွင့်ရှာလေတော့တယ်။တင်းမောစားတော့ ပေါင်150လည်းရှိတယ်။ကျွန်တော်ကိုယ်လေးချိန်နဲ့တင်မောကပြန်ဆင်းတော့ပေါင်၁30လောက်သာကျန်တော့တယ်။ဒါရီနေရကျန်တယ်ပြီးပင်ညာချောက်ခက်နေရဲ့ကျွန်တော်ဖြစ်ပုံမြင်နေဂျင်းရမေညီနဲ့ညီမတို့တော့မမေ့နိုင်ဘူးဘလို့။ဘာဖန်တင်မောဆိုဒီမှာတနည်းအားဖြင့်ပင်လေလေးကငရေကမ်းပင်ဖြစ်တယ်။တင်မောသားတွေကိုလစာလေးအနေငယ်ပေးပြီးမရမဆခံကြတဲ့ငါဖန်နဲ့တင်မောသားတွေရတဲ့လစာဆိုဒီမှာ ်ဖမ်းမီရဲ့ငါးကောင်တန်ဖိုးရဲ့တဝက်တောင်ရှိပင်မဆင်းရဲစွာ စားတောင်နေထိုင်ရပြီးကျန်းလာပါသည်ဆိုတဲ့မားတထောင်ဘွားတွေကြမှာလိုက်ပြင်နေရတယ်။မုံတိုင်းနေများမိရင် ကြီးမားလာတဲ့လမ်းလုံးတွေအောက်မှာ အသက်ကိုတရဏဂုံတင်ထားပြီးဖျားတနေရတယ်။တင်မောသားလူတင်များ၊ပွဲစားအလင်းညာများ၊ငါးဖန်တင်မောများတရားမဝင်ခိုးဖို့များနဲ့ကင်းဝေးကြပါစေ။ဟုတ်ကဲ့ပြီးပါပြီခင်ဗျာ။ ဘူးလို့နားဆင်ရပေးခဲ့တဲ့အတွက်မိတ်ဆွေအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ